အားလုံးပဲမင်္ဂလာပါရှင် For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မလေးဝသားနှင့်ဇလဗရညွန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဘာလ23ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မလေးဝသားခံမှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီကနေ့ရဲ့အော်တိုဘာလ23ရက်နေ့ထူးခြားမလေးဝသားအနေနဲ့ဘင်္ဂလားပြည်အော်ရှိလေပီအာနယ်ရဲ့ဝင်းဤကမ်းခြေဒေသဖြတ်ကျော်မှုအခြေအနေနဲ့တာပင်လေပြင်းရှိအပူပိုင်းမုန်တိုင်းဖန်ရှင်ဤ ကောင်းတွင်ပိုင်းဖြစ်ကြုံမှုအခြေအနေတို့ကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါအောင်ရှင်။ပထမဆုံးအနေနဲ့ဘင်္ဂလားပလင်အော်ရှိလေပီအာနယ်ယဝင်းဤအိန္ဒိယနိုင်ငံကယူရန်ဖြစ်ကြုံမှုအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွားချက်များအရဘင်္ဂလားပလင်အော်နာတာမိုင်းအိန္ဒိယနိုင်ငံတမီနာဒူကန်လွန်တွင်ဖြစ်ပေါ်နေသော အာအကောင်းသောလေပီအာနယ်ယဝင်း 1မက်လိုပရက်ရှာအေရီးယားသည်အနောက်မြောက်ဘက်သို့ဧလျာခဲ့ပြီးအိန္ဒိယနိုင်ငံတမီနာဒူးမြောက်ပိုင်းပူဒိုချယ်ရီမြို့နယ်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေရိုးကိုဖြတ်ကျော်ခဲ့ပြီးဖြစ်ပါသည်အဆိုပါအကောင်းသောလေပြာနေရဝင်းသည်အနာနာမြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်နောက်၁၄နိုင်တွင် လေပြာနေရဝင်းအဖြစ်သို့အာရော့သွားမည်ဟုခံမှန်းရပါသည်။ဘင်္ဂလားပလင်အော်မြောက်ပိုင်းတွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပလီပလင်ပြင်နှင့်ကျန်ဘင်္ဂလားပလင်အော်တို့တွင်တိမ်အသင်အတင်မှတိမ်ထူထန်နေပါသည်။ အဆိုပါဘင်္ဂလားပြည်အော်မလီဖီအာနိုင်ငံဝင်သည်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးအိန္ဒိယနိုင်ငံတမီနာဒူးပြည်နယ်မြောက်ပိုင်းအင်ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းသို့ဝင်ရောက်သွားပြီးဖြစ်ပေမယ့်အော်တိုဘာလ25ရက်နေ့မှာဘင်္ဂလားပြည်အော်အနောက်တောင်ပိုင်းတွင်လီဖီအာနိုင်ငံဝင်အသစ်တစ်ခုဖြစ်ပေါ်လာပြီးရဲ့နောက်24နာရီတွင်ပုံမအားကောင်းလာကမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF စူတင်ကမန်ချက်မှတွေ့ရပါသည်ဆလပင်တောင်တရုတ်ပြည်ပြင်ရှိအပူပိုင်းမုန်တိုင်းဖန်ရှယ်ဤ ဗီယက်နမ်နိုင်ငံတွင်ဖြစ်ကြုံရမှုအခြေအနေကို တင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ယနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွားချက်များအရဂျမန်နေ့ညကတောင်တရုတ်ပလဲပြင်းတွင်ဖြစ်ပေါ်ခဲ့သောအားကောင်းသောပူပိုင်းမုန်တိုင်းဖန်ရှင်သည်အနောက်အနောက်တောင်ဘက်သို့ရွေ့လျားခဲ့ပြီးအပူပိုင်းမုန်တိုင်းဖန်ရှင်ဖြစ်သူအာရော့သွားခဲ့ကဗီယက်နမ်နိုင်ငံဒါနန်မြို့၏အရှေ့မြောက်ဘက်ရေမိုင်း45မိုင်ခန့်အကွာပလဲပြင်းကိုဗဟိုပြူနေပါသည် အဆိုပါဘင်္ဂလားပလင်အော်နဲ့တောင်တရုတ်ပလင်တို့မှာလိပိအားနဲ့ရဝဲမုံတိုင်းတို့ဤတရားမှုကြောင့်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာနိုင်တဲ့ရာသီဥတုအခြေအနေကိုမူလဝတ္ထားပညာရှင်ဦးဝနိုင်ကအခုလိုပဲသုံးသပ်ထားပါတယ်။မြန်မာနိုင်ငံအနောက်ဘက်ကန်ယူရန်ဒေသများဖြစ်သည့်ရခိုင်ကန်ယူရန်နဲ့အီယာဝတီကန်ယူရန်ဒေသများတွင်ခုနှစ်ရက်အတွင်းမူရေချိန်အများဆုံးရသွင်းရရှိနိုင်ပြီးမြန်မာနိုင်ငံတောင်ပိုင်းနဲ့အလယ်ပိုင်းဒေသများဖြစ်သောမွန်ပြည်နယ်၊သတင်းသာရိုက်တိုင်း၊ပဲခူးတိုင်း၊ချင်းပြည်နယ်တို့တွင်မိုးအထင်အတင်ရွာနိုင်ပါမည်။ မိုးနှင်းရေရှားဒေသများဖြစ်သည့်စကိုင်းတိုင်းနေပြည်တော်နှင့်ကယားပြည်နယ်တို့တွင်မိုးအနည်းဆုံးရွာနိုင်ပါမည်။ဆက်လက်ပြီးမိုးလေဝသနှင့်ဆလာပရိယာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးသွားပါမည်။ယနေ့ညနေထိခံမှန်းချက်အီယဝတီတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာစိစိနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရဲ့နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရမည်။ရွာရံရံနှုံးပြည့်ဖြစ်ပါတယ်။နေပြီးတော့နေရာကွက်ကြားမိုးထစ်ချုံရမည်။ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမိုးထစ်ချုံရမည်။မန္တလေးနေရာကွက်ကြားမိုးထစ်ချုံရမည်။ဘက်ကူနေရာကွက်ကြားမိုးထစ်ချုံရမည်။မကွေးနေရာကွက်ကြားမိုးထစ်ချုံရမည်။ဟောင်မလင်းနေရာကွက်ကြားမုတ်ထစ်ချုံရမည်မုံရွာနေရာကွက်ကြားမုတ်ထစ်ချုံရမည် ပတ်သိမ်းမိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရမည်။တဝဲမိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရမည်။မြေကြီးနာနေရာကွက်ကြားမိုးထစ်ချုံရမည်။လိုက်ကောနေရာကွက်ကြားမိုးထစ်ချုံရမည်။ဖက်အန်းနေရာကွက်ကြားမိုးထစ်ချုံရမည်။ဟာခာနေရာကွက်ကြားမုထစ်ချုံရမည်မော်လမြိုင်နေရာကွက်ကြားမုထစ်ချုံရမည်စစ်တွေးနေရာကွက်ကြားမုထစ်ချုံရမည်လာရှိုနေရာကွက်ကြားမုထစ်ချုံရမည်တောင်ကြီးနေရာကွက်ကြားမုထစ်ချုံရမည်ဂျိုင်းတုံ နေရာကွက်ကြားမူတစ်ချုံရမည်။နောက်နေ့အတွက်ခမန်းချံနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊တနင်္သာရိုင်တိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲမူတစ်ချုံရနိုင်ပါတယ်။နေပြည်တော်နဲ့နေတော်အတွက်ယနေ့ညနေထိခမန်းချံနေရာကွက်ကြားမူတစ်ချုံရမည်။ရွာရဲရအောင်ပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတော်အတွက်ယနေ့ညနေထိခမန်းချံနေရာကွက်ကြားမူတစ်ချုံရမည်ရွာရရနှုံးပြည့်ဖြစ်ပါတယ် မန္တလေးမြို့နယ်အနီးတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်နေရာကွက်ကြောင့်မုတ်ထချုံရမြီရွာရဲရုံ80ဖြစ်ပါတယ်မြမပင်လဲပြင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိမြီလှိုင်းမြင့်မှာမြမကဲရန်တရှောင်းနဲ့ကဲလွန်ပလဲပြင်းတို့တွင်၄ပေမှ၈ပေခန့်ရှိနိုင်ပါတယ်။နောက်ဆုံးအနေနဲ့မူလဝတ္တာနဲ့ဇလပရားညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ မြေကြီးနာမြေရင်နလမခန့်ထက်ကြမိကညနေမှ12နာရီတွင်မြေကြီးနာမျိုးဤမိကမြင်ဆောင်ပူချိန်34.5ဒီဂရီစင်တီဂရိတ်ယနေ့အနေဆောင်ပူချိန်14.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရရှင်မြေကြီးနာမြေသည်ဆွေရင်မှ1000 cm တို့ရရှိရန်185 cm 28ပေးခွဲကျော်ခန့်အလိုရင်းရရှိနေပါသည်မြေအတက်ကြပုံမှန်နေထိုင်ခန့်မှရှိနေပါမည်သူကမြေကြီးနာသည့်အချိန်နှင့်မတွေ့ရှိသေးပါရှင် ဧရာဝတီမြစ်အထက်ပိုင်းမှာမူအားနှဲငယ်ရှိနေပါတယ်။ရန်ဖန်ရန်ခါဧရာဝတီမြစ်ဆုံအထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရွာသွန်းခြင်းများကြောင့်မြစ်ကြီးနားမြေကြားစင်နေရာမှပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးရဲ့အထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေယော်ဒီမြစ်အထက်ပိုင်းမိခမြင်းနဲ့မိခမြင်းဝမ်ဒေသများမှာမိုးတိမ်တာဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။ ။အေယဝတီမြို့ကိုတခြားနဲ့ချင်းနှင်းမြို့ကိုတခြားမြေကန်နီမြင်းနေဒေသများနဲ့မြင်းနုစုများတွင်စိုက်ပျော်လောက်ကိုင်းနေထိုင်ကြသောတောင်သူများနှင့်ရေလုံသားများအေဝတီမြင့်ကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းနှင်းမြင့်အချင်းနေခန်းတီးမြင့်ရေအတက်ကြမရှိရန်မနေ့ကညနေမှ12နာရီတွင်မုံရွာမြင့်ရေအနှဲငယ်ခန်းထက်ကြမနေ့ကညနေမှ12နာရီတွင် ကျင်းရမြေအတက်ကြပုံမှန်နေထိုင်ခန့်မှာရှိနေပါမယ်။သူကဲမြေကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။ Candy Homelin ဖောင်ပြင်းနေမော်လိုက်မြေရုံမှာဖြည်းဖြည်းချင်းဆက်လက်ကြာစင်နေပါမယ်။ကလေးဝမင်းကင်းကဏီနဲ့မော်ယာမြွတ်မြေရုံမှာဖြည်းဖြည်းချင်းဆက်လက်ကြာစင်နေပါမယ်။အေယဝတီမြေချင်းနေဗမောရှေကူကတာထီချိုင်တပိတ်ချင်းနဲ့မန္တလေးမြေရုံမှာဖြည်းဖြည်းချင်းဆက်လက်ကြာစင်နေပါမယ်။စကိုင်းမြေမူပခုတ်ကူ ညောင်ဦးချောင်းနဲ့မင်းမှုမြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မကွေးအောင်လန်းပြည်စိတ်သားဟင်္ဒရာနဲ့ဇလိုမြို့မြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။အေယဝတီမြေအမြင့်တက်မှုကို24နှစ်ဆောင်းချီတင်ပြပေးနေပါတယ်ရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြည်ကြီးတင်ပြပေးသွားပါမယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတပောင်း VNA ကနေကြင်ဝင်ကြပါစီလို့ Phone Media Channel ကနေဆူတောင်းပေးလိုက်ပါတယ်ရှင်။